ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်။မတ်လ22ရက်သမင်းစမပရိုင်တိုင်းမင်းစမပြမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီစီစဉ်ကိုကျမကျူချမ်းနဲ့အတူမင်းစမဝိုင်းတော်သူဝိုင်းတော်သားတွေကတင်ဆက်ပေးသွားမှာပါ။ဆန်ရှင်ချမှတ်ခံထားရတဲ့အတွက်အခက်အခဲရှိတယ်လို့စစ်ကောင်းဆောင်ဝန်ခံလိုက်ပါရစေ။လာရှိုးကနေ MNDAA တက်တွေပြတ်မဆုတ်ဖို့မြို့ကန်တွေတောင်းဆိုတဲ့စာတွေကို မြို့အနှက်လိုက်ကပ်ထားပါရစေ။ဧပြီလနဲ့မေလအတွက် NUG ကလေပြင်းအန္တရာယ်သတိပေးထားပါရစေ။ ဖားကန့်နတ်မော်ရွာနှွန်ကန်ပေါက်ကြခဲ့ပြန်ပါတယ်။ယူကရိန်းနဲ့မြေရှားသဘောတူညီချက်ကိုမကြမီလက်မှတ်ရေးထိုးမယ်လို့ထရမ့်ကပြောလိုက်ပါတယ်။ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့ဒီကနေ့ရဲ့အနောက်ဆုံးရငွေလဲနှုံနဲ့ရွှေဈေးတွေကိုပါစူးစီးတင်ဆက်ပေးသွားမှာပါရှင်။နိုင်ငံတကာရဲ့တန်ခတ်ပိတ်ဆို့မှုတွေကစစ်ကောင်စီအပေါ်တက်ရောက်မှုရှိပြီးအခက်အခဲရှိစေတယ်လို့အာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြောက်လှိုင်ကဒီကနေ့မတ်လ22ရက်နေ့ပြီးတော့မှလုံနေတဲ့အခမ်းအနားတစ်ခုမှဝန်ခံပြောဆိုလိုက်ပါတယ်။ ရုရှားတရုတ်အိန္ဒိယထိုင်းအပါအဝင်ပြည်ပနိုင်ငံတချို့ကကျွမ်းကျင်ပညာရှင်တွေစက်ကောင်စီဖွဲ့ဝင်တွေနဲ့လေလာသူတွေပါဝင်တက်ရောက်တဲ့2025အလွန်ဗဟုဝင်ယုကဘာတွင်မြန်မာနိုင်ငံကြုံတွေ့လာရမယ့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများခေါင်းစဉ်နဲ့တုံ့သက်ဆွေးနွေးပွဲအကြံအရာအဖွဲ့မိတ်ကုံပြောသွားပြီးအချိန်မှာထပ်မံပြောဆိုသွားတာဖြစ်ပါတယ်ဆရာဇဝမှုကျွလွန်သူတွေနဲ့လူအခွင့်ရေးချိုးဖောက်မှုတွေလုပ်နေတယ်လို့ဆွဆွဲခံထားတဲ့စစ်ကောင်စီအပေါ်အနောက်နိုင်ငံတွေကတန်ခတ်ပိတ်ဆို့မှုတွေရှိနေတာပါ။ ဒီပိတ်ဆို့မှုတွေကိုကိုနီကိုဟန်နဲ့ကြော်လွှားနေရပြီးတော့အခက်အခဲရှိနေတယ်လို့စကောင်းဆောင်ကပြောပါရယ်။အမေရိကန်နဲ့ဥရောပတမကအီယူကလည်းဗိုလ်ချုပ်မှုကြီးမြောက်လှိုင်အပါအဝင်စစ်ကောင်စီအဖွဲ့ဝင်တွေစစ်ကောင်စီနဲ့ဆက်နွယ်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအပေါ် sanction ချမှတ်ထားပါရယ်။အသက်68နှစ်အရွယ်ရှိတဲ့စစ်ကောင်းဆောင်ကစီးပွားရေးမြင့်တင်ဖို့မလွဲမသွေလှုပ်ဆောင်ဖို့လိုအပ်ကြောင်း ူရဲ့တွေ့ရှိချက်တွေအရမြန်မာနိုင်ငံရဲ့ GDP ဟာဘီလီယံ60နဲ့80ကျားမှရှိနေကြောင်းလာမယ့်ဘဏ္ဍာနှစ်မှာ80ဘီလီယံအထိမျှော်မှန်းထားပြီးတော့လှုပ်ဆောင်နေတယ်လို့ဆိုပါရယ်။ဒါအပြင်တန်းထောင်နဲ့ချီတဲ့ဒေတာရင်းနိုင်ငံတွေကိုကုန်တင်ပို့နိုင်မဲ့စိတ်ကူးစိတ်တန်းတစ်ခုကိုလည်းပြောသွားခဲ့ပါသေးတယ်။ လက်ရှိမှာပြည်ပြည်ဆိုင်ရာလုံသမားရေးရအဖွဲ့ ILO အုပ်ချုပ်ရေးအဖွဲ့ကစစ်ကောင်စီကို ILO ပုံမှန်33အရာပိတ်ဆို့အရေးယူဖို့ဝင်ငွေရလမ်းကြောင်းဖြတ်တောက်ဖို့ဆုံးဖြတ်ချက်ကြမူကြမ်းကိုချမှတ်ထားတဲ့အတွက်စစ်ကောင်စီအတွက်ပိတ်ဆို့ရေးယူခံရမှုတွေထပ်တိုးလာပွဲလည်းရှိနေပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော်ဖြစ်တဲ့လောင်ရှိုးကနေမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော်ကိုကန့်တက်လို့လူသိများတဲ့ MNDAA ပြန်လည်မဆုတ်ခွာဘူးနဲ့တရုတ်စိုးရရဲ့ဂျားဝင်ဝင်ရောက်ဆော့ဖတ်နေမှုတွေကိုရပ်တန့်ပေးဖို့စန္ဒထုတ်ဖော်တဲ့ဆောက်ရက်တွေနဲ့ဓာတ်ပုံတွေကိုမနေ့ညပိုင်းကမြို့အနှံ့လိုက်လံကတ်ခဲ့တယ်လို့မြို့ကန်ဒီစီကနေသိရပါဗျာ။ မြို့ခံတွေစုပေါင်းထားတဲ့တပိတ်လှုပ်ရှားမှုဟာလာရှုမြို့အဝင်မဟုတ်ဦးလွတ်လပ်ရေးပန်းချန်တဲ့မြို့ရဲ့လူစီကားတဲ့နေရာ၁၀ခုကျော်မှာမြမအရေးအပေါ်တရုတ်အစိုးရရဲ့ဝင်ရောက်ဆုတ်ဖက်နေမှုတွေကိုချက်ချင်းရပ်တန့်ပေးဖို့တောင်းဆိုတဲ့ဓာတ်ပုံစာသားတွေကိုလိုက်လံဖြန့်ဝေပြီးတော့ကြောက်ကြားတပိတ်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ် တရုတ်ရဲ့ဂျာဝဲမှုနဲ့တရုတ်ဝင်အပြစ်ရထားတဲ့စစ်ကောင်စီနဲ့ MNDA တို့ကြားမတ်လ22ရက်နေ့မှာထပ်မံတွေ့ဆုံမှုရှိနေတဲ့အချိန်မှာလာရှိုးကနေ MNDA တပ်တွေပြန်လည်မဆုတ်ခွာသွားဖို့တောင်းဆိုတာဖြစ်တယ်လို့ဆိုပါတယ်လက်တလောလာရှိုးမြို့မှာ MNDA အုတ်ချုပ်ရေးရန်နရားတွေဆက်လက်လဲပတ်နေပြီးတော့အခုနှစ်လာမဲ့တကြံပွဲတော်ကိုလည်းစစ်စည်းကားကားကျင်းပမှာဖြစ်တယ်လို့မြို့ကန်နေနဲ့တွေ့ဆုံအသိပေးထားပေမဲ့မြို့ကနေဆုတ်ခွာမဲ့သတင်းတွေအပေါ်တစုံတရာထုတ်ဖော်ပြောဆိုထားတာမျိုးမရှိသေးပါဘူးရှင်။ မြန်မာနိုင်ငံရဲ့မိုးချိုကာလဖြစ်တဲ့ဧပြီလနဲ့မေလမှာလေပြင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်လေရှိတာကြောင့်ဘေးကင်းစွာနေထိုင်နိုင်ရေးသတိပေးချက်ကိုအမျိုးသားညညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHDM ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီကာလအတွင်းဖြစ်ပေါ်လာနိုင်တဲ့လေပြင်းတိုက်ခတ်မှုတွေနဲ့မိုးသီးကြွေတာတွေကြောင့်နေအိမ်တွေပျက်စီးတာ၊တစ်ပင်တက်ကိုင်းကျိုးတာတွေ၊လျှက်စစ်မီးကျိုးနဲ့ဓာတ်တိုင်တွေပျက်စီးတာ၊လူနဲ့တရိုက်ဆန်ထိခိုက်မှုတွေနဲ့တခြားသောပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်တယ်လို့ MOHDM ကအသိပေးထားတာပါ။လေပြင်းတိုက်ခတ်မှုဘီအန်ဒီရဟာမြန်မာနိုင်ငံမှာအဖြစ်များတဲ့သဘာဝဘီအန်ဒီရတစ်ခုဖြစ်ပါတယ်။အဲဒါကြောင့်မိုးကြိုကာလမတိုင်မီနေရင်အမိုးတွေနဲ့နေရင်အဆောင်အုံတွေရဲ့စံခိုင်ရေးကိုကြိုတင်စစ်ဆေးတင်တယ်လို့ MOHDM ကအကြံပြုထားပါတယ်။ ဓာအပြန်လေးစင်းနှမောင်းတွေကြောင့်နေရအနီးမှာရှိတဲ့သစ်ပင်သစ်ကိုင်းတွေလဲပြိုနိုင်တဲ့အတွက်ကြိုတင်ရှင်းလင်းမှုတွေလှုပ်ထားတင်ကြောင်းလဲ MHADM ကတိုက်တွန်းထားပါတယ်စကိုင်းတိုင်းကနေမြို့နယ်ကဒေသခံတယောက်ကတော့နှစ်တိုင်းလေပြင်းအနေရကြုံနေရတာကြောင့်ကြောက်ရတာရှိပေမဲ့အခုတဘာဝဘင်းအနေရထက်စစ်ကောင်စီရဲ့စစ်ကြောင်းထိုးရွာလုံးကျွတ်မိရှုမှုကိုပိုကြောက်နေရတယ်လို့ပြောပါရယ်မြန်မာနိုင်ငံမှာလေပြင်းအနေရနှစ်ဆင်အများဆုံးကြုံတွေ့ရတဲ့ဒေသတွေကတော့စကိုင်းတိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်း၊ရှမ်းပြည်နယ်တို့ဖြစ်ကြပါရယ် ဒါပြန်ပြေးခဲ့တဲ့နှစ်တည်းမှာမြန်မာနိုင်ငံအောက်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာလည်းလေပြင်းနဲ့မိုးသီးကြွေတာတွေကြောင့်ပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ရပါသေးတယ်ကချင်ပြည်နယ်ဖားကန့်မြို့နယ်နတ်မော်ကျွော်မှာဒီကနေ့မတ်လ22ရက်မနက်8နာရီလောက်ကကြောက်လုတ်ကွက်တစ်ခုကနှွမ်းကန်ပေါက်ကျပြီးတော့ရှုံနှံတွေကရွာလမ်းမအတိုင်းရွာထဲကိုစီးဝင်နေခဲ့ပါတယ်။ရှုံနှံစီးကြောင်းဟာရွာထဲမှာရှိတဲ့နေအိမ်တွေနဲ့ခြံဝင်းတွေကိုလည်းတိုက်စားမှုရှိနေပြီးတော့မနက်7နာရီအချိန်ခန့်မှာ ဒေသခံလူမှုကွန်ရက်ရေးအဖွဲ့တွေကဆက်ရန်တရားအကူအညီတွေနဲ့ရှင်းလင်းဖယ်ရှားမှုစတင်လုပ်ခဲ့ပါတယ်။ဒေသခံတွေကဘေးဘေးကင်းရာကိုထွက်ခွာနေတယ်လို့သိရပါတယ်။အလုံးမဘူးလေကြောက်နေတာရှာလို့ nên mấy này mình lướt đâu ô bồ lô bồ lô cho đấy mà nick của mình vậy ừ giống vậy nhé mà vậy anh nói mình vô cháu bút đó con thằng ngang ngang xài nó mà chỉ lau bảo nó ဖားကတ်မှာနွန်ကန်ပေါက်ကြတာမြေစာပုံပြိုကြတာတွေမကြာခဏဖြစ်ပေါ်လေရှိပါတယ်ဒီလိုဖြစ်ရတာကအတိုင်းအဆမဲ့တယံစာတတူဖော်ရာတွေရဲ့နောက်ဆက်သွဲသဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးရတာလို့ဒေတာခန်တွေကထောက်ပြကြပါရယ်အခုနွန်ကန်ပေါက်ကြမှုနဲ့ပတ်သက်ပြီးတော့လေဒေတာခန်တွေကြဝေဖန်မှုမြင့်တက်နေပါရယ် ပေကရန်ဇန်နဝါရီလကလည်းဖားကံမြို့နယ်စပေါ်ကျေးရွာမှာရှိတဲ့ကြောက်စိမ့်တွင်းဟောင်းတစ်ခုရဲ့နွမ်ကန်ပေါက်ကျပြီးတော့တေဆုံးသူ32ယောက်အထိရှိခဲ့ပါတယ်။ဒီကနေ့ပေါက်ကျတဲ့နွမ်ကန်နဲ့ပတ်သက်ပြီးတော့ဘေးကင်းတဲ့အထိကြိုတင်ကာကွယ်ရေးတွေဆက်လက်လှုပ်ဆောင်ပေးဖို့အတွက်ဒေသခံတွေကလိုလားနေကြပါတယ်ရှင်။ပြည်ရန်သတင်းတွေကိုတင်ဆက်ပေးကြတာပါအခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေဘက်ကိုဆက်ကြည့်အောင်ပါ ယူကရိန်းနဲ့မြေရှားသဘောတူညီချက်ကို မကြမီလက်မှတ်ရေးထိုးမယ်လို့ထရမ့်ကပြောလိုက်ပါတယ်။ဒီသတင်းအကြောင်းအရအပြည့်စုံကိုမက်ရွှေနွယ်ကဆက်လက်တင်ဆက်ပေးမှာပါရှင်။မြန်မာတင်းတက်တဲ့တူဖော်ခွင့်ရရှိရတဲ့အတွက်သဘောတူညီချက်တရက်ကိုအမေရိကန်ကယူကရိန်းနဲ့မကြခင်လက်မှတ်ရေးထိုးမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကြာတာရင်းနေမှာကြေညာလိုက်ပါတယ်။ အရေးပါတဲ့တွင်ထွက်တွေကိုတည်တည်တာတာတိုးမြင့်ထုတ်လုပ်ဖို့အတွက်တမရအမိတ်ကိုလက်မှတ်ရေးထိုးလိုက်ပြီးဖြစ်ပြီးအချိန်အနည်းငယ်အတွင်းမှာယူကရိန်းနဲ့လည်းလက်မှတ်ရေးထိုးမယ်လို့ထရမ့်က environment ခေါ်မှထည့်သွင်းပြောဆိုသွားပါတယ်။နေရာအနှံပြားကတွင်ထွက်သက်ထုတွေကိုထုတ်ယူဖို့ကမ္ဘာတွန်းကတခြားသက်ထုနဲ့တွင်ထွက်တွေကိုထုတ်ယူဖို့ကျွန်တော်တို့သဘောတူညီချက်တွေလက်မှတ်ရေးထိုးသွားပါမယ်။အထူးသဖြင့်ယူကရိန်းနဲ့ပါလို့သူကပြောဆိုသွားပါတယ်။ ကျွန်တော်တို့လုံမဲ့ထဲကတခုကတော့တိတ်မကြခင်ယူကရိန်းနဲ့လက်မှတ်ရေးထိုးမဲ့မြေရှားသဘောတူညီချက်ပါသူတို့မှမြေရှားတက်ထူတွေအများကြီးရှိတယ်။ဒါကိုကျွန်တော်တို့ကျေးဇူးတင်အတိအမှတ်ပြုပါတယ်လို့သူကပြောဆိုသွားပါတယ်။ ရုရှားကယူကရိန်းကိုဝင်ရောက်ကျူးကျော်ခဲ့တာကိုစန့်ကျင်ခုခံရေးအတွက်အမေရိကန်ကထောက်ပံ့ပေးကမ်းခဲ့တာတွေအပေါ်အစားပြန်ပေးတဲ့အနေနဲ့စီးပွားရေးသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးဖို့ယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီကိုထရမ့်ကတောက်လျှောက်ဖိအားပေးနေခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်သူကယူကရိန်းရဲ့တွင်းထွက်တရံစားတာကြွေးဝါမှုကိုအာရုံကျနေခဲ့တာဖြစ်ပါတယ်။ယူကရိန်းမြေအောင်မှာကမ္ဘာတွင်းထွက်တရံစားတာစုစုပေါင်းရဲ့900ခိုင်နှုန်းခိုးအောင်နေပါတယ်။ဒီထက်မှာတန်ရိုင်း၊မက်ဂနစ်၊တိုက်တေနီယမ် လစ်သီယမ်နဲ့ယူရေနီယမ်တို့ပါဝင်ပါတယ်။အရေးပါတဲ့တွင်းထွက်တွေလို့ကြက်ကြက်ပြန့်ပြန့်ပြောကြတဲ့အထက်မှာမြေရှားသတ္တုလို့ပြောကြတဲ့သတ္တု18မျိုးလည်းပါဝင်ပါတယ်။တချို့မြေရှားသတ္တုတွေယူကရိန်းမှာရှိပြီးသူတို့ကိုတစ်ခုမှစီးပွားဖြစ်ထုတ်လုပ်ဖူတာမရှိသေးပါဘူး။တွင်းထွက်တဲ့ရန်စာတာတွေကိုအမေရိကန်သတ္တုတူဖော်ရေးကုမ္ပဏီတွေကိုတူဖော်ခွင့်ပေးဖို့ သဘောတူညီချက်ကိုဇယ်လန်စကီကအရင်လကပိတ်ဆို့ခဲ့ပါတယ်။နောက်ထပ်ရုရှားကျူးကျော်မှုကိုကောက်ွယ်ဖို့လုံလောက်တဲ့လုံခြုံရေးအာမခံချက်မပါဝင်လို့ဆိုပြီးအခုလိုကန့်ကွက်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ထရမ့်ကပြည်ပကမှာယာယီအပြစ်ရရေးကိုဆက်ပြီးတွန်းအားပေးခဲ့တာဖြစ်ပါတယ်ရှင်။အခုနောက်ထပ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့2024ခုနှစ်မှာကမ္ဘာရေကဲတောင် Dread 2ကသေးကျုပ်သွားတယ်လို့ကုလကပြောလိုက်ပါတယ်။အပြည့်စုံကိုဆက်လက်ကြည့်အောင်ပါရှင်။ ကဘာပေါ်မှာရှိတဲ့ရေခဲတောင်ဒေသ16ခုစလုံးမှာ2024ခုနှစ်ကဇက်တိုက်3နှစ်မြောက်အဖြစ်အသက်တင် drug ထုဆုံရှုံမှုဖြစ်ပေါ်ခဲ့တယ်လို့ကုလအဖွဲ့ကြီးကတောက်ကြနေမှာပြောကြားလိုက်ပါတယ်။ကဘာကျိုးရဲ့ရေခဲတောင်တွေကိုကက်တင်ရေးဟာအသက်ရှင်သန်ရေးကိစ္စဖြစ်လာပြီလို့လည်းသတိပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့6နှစ်အတွင်း9နှစ်ဟာစံချိန်တင်အမြန်ဆုံးနှုံနဲ့ရေခဲတောင်တွေဆုံးရှုံးသွားခဲ့ရတယ်လို့ကမ္ဘာရှာသည့်ဥတုဥတုရှာသည့်နဲ့ရေစာယာအေဂျင်စီဖြစ်တဲ့ကမ္ဘာမိုးလေဝသအဖွဲ့ကြီး WMO ကပထမဆုံးကမ္ဘာရေခဲတောင်များနေမှာပြောလိုက်တာဖြစ်ပါတယ်ရေခဲတောင်တွေကိုထိမ့်သိမ်းရေးဟာပတ်ဝန်းကျင်ထိမ့်သိမ်းရေးစီးပွားရေးနဲ့လူအဖွဲ့အစည်းဆိုင်ရာလိုအပ်ချက်တွေတောင်မကတော့ဘူးအသက်ရှင်ရပ်တည်ရေးပြဿနာကြီးလည်းဖြစ်ပါတယ်လို့ WMO အကြီးအကဲဆာလက်ဆောလိုကပြောပါတယ် ဂရင်းလန်းနဲ့အာဒါတိကတိုက်ကရှေခဲပြင်တွေအပြင်ကဘာတဝမ်းလုံးကရှေခဲတောင်2,905,000ကုရဲ့အကျယ်ဝန်းဟာခမန်းကျေစတူယန်ကီလိုမီတာ9,000ရှိတယ်လို့ WMO ကပြောပါတယ်။ဒါပေမဲ့သူတို့အားလုံးကဘာရှာတီဥတုဖောက်ပြန်မှုကြောင့်အလင်းအမြန်သေးကျုပ်သွားနေကြပါတယ်။2024ခုနှစ်ဇလပေရာ2မှာရေခဲတောင်ဒေသ16ခုလုံးဇက်တိုက်3နှစ်မြောက်အဖြစ်အတတင် drought ထုဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ WMO ကဆက်ပြောပါရယ် စုစုပေါင်းရေခဲတောင်ဒရတ်ထုတန်ပေါင်း450ဘီလီယံဆုံးရှုံးသွားခဲ့ရတယ်လို့ဆွစ်ဇာလန်အခြေစိုက်ကမ္ဘာရေခဲတောင်များစောက်ကြည့်ရေးဝန်ဆောင်မှုအဖွဲ့ WGMS ရဲ့ဒေတာအချက်အလက်တွေကိုကိုးကားပြီးကုလအေဂျင်စီကပြောပါရယ်ဒါဟာစံချိန်တင်သဒုတ်ထမြောက်အစိုးဆုံးနှစ်ဖြစ်ပြီးအစိုးဆုံးနှစ်ကတော့2023ခုနှစ်ကဖြစ်ခဲ့ပါတယ်။2023နဲ့24ခုနှစ်အတွင်းရေခဲတောင်တွေစံချိန်တင်အကြီးမားဆုံးဆုံးရှုံးမှုအဖြစ်၃နှစ်ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်လို့ဆောလူကပြောပါတယ်။ ကနေဒါအာတစ်ဒေသနဲ့ဂရင်းလန်ကျွန်းစွန်အပြားဒေသရေခဲတောင်တွေဟာမနှစ်ကနှိုင်းရှင်ကြအဖြစ်ဒေသတွင်းရေခဲဆုံးရှုံးမှုအသင့်တင်တာရှိခဲ့ပါတယ်ဒါပေမဲ့စကန်ဒီနေးဗီးယား၊နော်ဝေး၊စပယ်ဘတ်ကျွန်းဆွယ်နဲ့မြောက်အာရှဒေသကရေခဲတောင်တွေကတော့စံချိန်တင်အဆိုးဆုံးနှစ်ကိုကြုံခဲ့ကြရပါတယ်။ကမ္ဘာတဝန်လည်လာစောင့်ကြည့်မှုတွေကိုအခြေခံပြီးတော့ WGMS ရဲ့ခန့်မှန်းချက်အရ Greenland နဲ့ Antarctic တိုက်မပါဘဲကမ္ဘာတဝန်းရေခဲတောင်တွေဟာ1985ခုနှစ်ကစတင်မှတ်တမ်းတင်ချိန်ကစပြီးတော့အခုထိစုစုပေါင်းရေခဲတန်ပေါင်း9000ဘီလီယံကျော်ဆုံးရှုံးခဲ့ရပြီးပြီလို့ဆိုပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီစီနဲ့အစားအုံစီစီတွေကိုတင်ပြပေးပါမယ်။ဒါတွေကတော့မြစ်မတဲ့တဲ့တော်ကိုမြတ်သူရာကအစူးစီးတင်ဆက်ပေးမှာပါရှင်။ ီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါ့စီ4430ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1584.69ကျပ်ပြင်ပပေါ့စီ3345ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2282.18ကျပ်ပြင်ပပေါ့စီ4836ကျပ် ိုင်းပါတပတ်ကိုစစ်ကောင်စီတတ်မှတ်စေ62တသမ28ချက်ပြင်ပပေါ့စေ133တသမ56ချက်မလေးရှားတပင်းကိုစစ်ကောင်စီတတ်မှတ်စေ484တသမ84ချက်ပြင်ပပေါ့စေ1009ချက်ပေါ့စေရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါလေ။နောက်ဆုံးရဖြည့်တွင်ရွှေစင်းနှုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းတတ်မှတ်စေ 55သိန်း8000ကျပ်ပြင်ပပေါင်စီ68သိန်း9000ကျပ်15ဘဲတစ်ချက်သားကို ရွှေကုန်တဲ့အတင်းတတ်မှတ်စီ52သိန်း3250ကျပ်ပြင်ပပေါင်စီ64သိန်း9000ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတို့တွေကတော့ဒီဇယ်တတိတာကို2600ကျပ် ရီမီယံဒီဇယ်ဒီလီတာကို3215ကျပ်အော်ဒိတ်92ဒီလီတာကို2960ကျပ်အော်ဒိတ်95ဒီလီတာကို3045ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6895ကျပ်ပြင်ပပေါ့ဈေး1500ကျပ် ပေါင်စည်းရှိပါတယ်။ပေါ်ပြပါဇင်းတို့တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။သမစ္စမပရိုင်တိုင်းမစ္စမပြမသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီစီစဉ်ကိုတော့ကျွန်မဂျူချန်းကစူးစီးတင်ဆက်ပေးခဲ့တာပါ။သမစ္စမပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9:00နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေရှင်။